အချစ်ကမမှန်စားလို့မရပါဘူးကိုလင်းထက်ကိုပြောထားသလိုပဲအပြင်သွားမယ်ခါးလေးဖတ်မယ်မုံလေးစားမယ်ဘာလို့လဲဒါလို့လဲရုပ်ရှင်လေးကြည့်မယ်ဘာလို့လဲဒါလို့လဲဒီကောင်လေးကတော်တော်အရေးကြီးပါလေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆရာစင်ညီရဲ့သုံးအုံမြောက်စာအုပ်ဖြစ်တဲ့ Love Story စာအုပ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အခု relationship မှာ စိတ်ညစ်နေတဲ့သူတွေရှိကြလားကျွန်တော်တို့အိမ်အောင်တဲ့ဖြစ်စီတမီးစားဖြစ်စီမတူညီတဲ့သူတွေရောက်ပေါင်းသင်းဆက်ဆံရတာဖြစ်တဲ့အတွက် ခုအထစ်အစင်မပြေတာလေးတွေတော့အနည်းနဲ့အများရှိမှာပဲတယောက်ယောက်ကဖောက်ပြန်နေဆိုရင်လည်းခွန့်လွတ်ပြီးတော့ဆက်ချစ်သွားမလားဒါမှမဟုတ်ရင်လမ်းခွဲလိုက်မလားအဲ့ဒါကလည်းကိုယ်ရွေးချယ်မှုပဲဒီနေရာမှာတခုတတိထားရမှာကကျွန်တော်တို့ဟိုတချင်းရလို့မင်းမရှိရင်အသက်မရှင်ရင်မှုအခြေဘာညာလုပ်ပြီးကိုယ့်ဘာသာကိုအဆုံးစီရင်လိုက်တာကတော့အဖြေမဟုတ်ပါဘူးဒီလူတယောက်အတွက် ကိုယ့်အသက်ကိုရင်းလောက်အောင်ထိတော့မချစ်ပါနဲ့အဲ့လောက်ကြီးထိမမိုက်ပါနဲ့ကျွန်တော်တို့အခုလက်ရှိအချိန်ထိ ကျွေးမွေးပြုစုစောင့်ရှောက်လာတဲ့မိဘတွေကိုအားနာပါအစင်မပြေလို့ပြတ်သွားခဲ့မယ်ဆိုရင်တိကြတာတစ်ခုကတော့အသေးကွင်းမှာပါအဲ့ဒီအခါမှာလဲအကြာကြီးအလုတ်ပြက်အကင်ပြက်ခံပြီးမခံစားပါနဲ့ကျွန်တော်တို့ကိုယ်မချစ်တဲ့သူတယောက်အတွက်အရင်ရင်အချိန်ကိုမခံပါနဲ့ငကန်းတင်ရင်ငဆွေပေါ်လိုက်မယ်သူ့ထက်ကောင်းတဲ့လူရမှာပဲဆိုပြီးတော့တွေးထားလိုက်ဒီနေရာမှာငုံဝင်နေရှိလာဆိုရင်တော့အဖြေရရှင်းနေမရှိပါဘူး အာငါမှုအနိုင်သွားပြီဆိုတဲ့လူတွေကိုလည်းကြည့်လိုက်ပါလုံးဝရင်သတိမရတော့ပါမဟုတ်ပါဘူးအချိန်တိုင်းသာမဟုတ်တာတခါတလေတိုက်ဆိုင်မှုလေးတွေပါလေးတွေရှိလာရင်အမှတ်တမဲ့လွမ်းရင်လွမ်းကြမှာပေါ့နော်ကိုကသတိမရရင်တော့မှကိုဘေးကတငယ်ချင်းလေးတွေကအဲ့လိုသတိရလာအောင်လုပ်ပေးကြပါလိမ့်မယ်အချိန်တိုင်းသတိမရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့သူ့ရဲ့ Facebook account ကို unfriend လုပ်လိုက်ပါနောက်ပြီးသူ့ account ကိုတော့တွားပြီးခိုးခိုးမကြည့်ပါနဲ့ ကျွန်တော်တို့ရဲ့အတိတ်ကသူနဲ့ကိုရဲ့အမတ်တရားလေးတွေကိုလည်းပြန်မကြည့်နဲ့စာလေးတွေဖြစ်စီပါဖြစ်စီပေါ့နော်။တရားလေးတွေကပြန်ကြည့်လေးလွမ်းလေးပါပဲ။အလုတ်ကိုပို့ပြီးတော့လုံးမအားအောင်တာနေ။ကျွန်တော်တို့အရင်မခံစားခြင်းမှုဆိုရင် စတွဲကလေးကအနေစာလို့သာမှတ်ထားလိုက်။အော်သူနဲ့ငါတစ်ချိန်ကြရင်ခွဲရမှာပါလေဆိုပြီးညှော်လင့်ချက်အရင်မထားနဲ့။အဲ့ဒါဆိုရင်တော့ ခံစားရတာနည်းနည်းတက်တာလိမ့်မယ်လွယ်တော့မလွယ်ဘူးပေါ့နော်ကိုကိုကိုလည်းချစ်ဖို့မမိပါနဲ့ကိုထက်လည်းဘသူ့အမှပုံမချစ်ပါနဲ့ချစ်သူကြီးသားအိမ်တော်ကြီးဒီမှာအများဆုံးသောစိတ်နာတွေတွေကတခုကပတ်စံကြောင့်ပါ relationship တခုကိုမစတင်ခင်ကနေကကိုယ့်ရဲ့ဝင်ငွေကအတော်အသင့်ရှိအောင်လုပ်တာပါပတ်စံမရှိဘဲနဲ့အချစ်ကိုမရှာပါနဲ့ဘလောက်ပဲချစ်ချစ်ပတ်စံများရာဟင်းပက်ပါလာပဲ ပတ်စံများတဲ့နောက်ကိုပတ်စံရှိတဲ့နောက်ကိုပဲလိုက်သွားကြမှာပဲအကုန်လုံးဆိုလိုတာမျိုးမဟုတ်ပေမဲ့အများစုကတော့အဲ့လိုမျိုးပဲမဟုတ်ရင်လည်းငွေကြေးနဲ့ကိုယ်ပြပုံတို့သလိုဖြစ်မှာပေါ့နော်အချစ်ကမမှန်သားလို့မရပါဘူးကိုလင်းထက်ကိုပြောထားသလိုပဲအပြင်သွားမယ်ခါးလေးဖက်မယ်မုံလေးစားမယ်ဘာလို့လဲဒါလို့လဲရုပ်ရှင်လေးကြည့်မယ်ဘာလို့လဲဒါလို့လဲဒီကောင်လေးကတော်တော်အရေးကြီးပါတယ်အိမ်အောင်ပြုပြီးသွားရင်လည်းတူးတဲလားသာနဲ့မရက်ဒီပါနဲ့မိမဖြစ်သူရောယောက်ျားဖြစ်သူရောဝင်ဝင်ရှာပါ ဒါမင်းကလေးတွေအတွက်ပြောရအောင်တကယ်လို့ကိုယ့်ရဲ့အိမ်ောင်ကြီးက break out ဖြစ်သွားခဲ့မြဲဆိုရင်တော့မှကို့မှာဝင်ငွေအတော်အသင့်ရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့သားသမီးတွေကိုကျွေးမွေးပြုစုစောင့်ရှောက်နိုင်မယ်ကိုကိုကိုလည်းကို့ဘဝကိုရက်တည်နိုင်မယ်စီးပွားရေးနဲ့ပတ်သက်ပြီးပတ်စံရှာတာနဲ့ပတ်သက်ပြီးတော့လေကောင်းကောင်းမွန်မွန်နဲ့တမအာဇီဝကြတဲ့အလုပ်ကိုလုပ်ပါမတမတဲ့နီးနဲ့ရလာတဲ့ပတ်စံတွေကကြကြမခံပါဘူးလူမှုရေးကျန်းမာရေးစတဲ့တပေါင်းမဟုတ်တပေါင်းနဲ့ထွက်သွားကြတာကြီးပါပဲ နောက်ပြီးအဲ့လိုလည်းပြောမှာမဟုတ်ဘူးလူသားတိုင်းမှာကိုယ့်ရဲ့အလုပ်ကိုမေ့ရင်တော့မှဖြေဖို့ရန်အတွက်ခက်ပါတယ်အင်းအဲနဲ့ဖြစ်နေကြမှာပါဘလို့အလုပ်ကိုမကောင်းလို့ဆိုရတာလဲဆိုရင်ကျွန်တော်တို့ကိုယ့်လုပ်ငန်းကြောင့်ကိုယ့်ရဲ့လုပ်ရက်ကြောင့်တခြားသူတစ်ပါးဒုက္ခရောက်သွားတယ်ဆိုရင်အဲ့ဒီလုပ်ငန်းကိုအဲ့ဒီလုပ်ရက်ကမကောင်းလို့ပြောလို့ရပါတယ်ဒီအချင်းမောင်းရောင်းနဲ့ရည်တံမှုပို့တဲ့တက်စီမောင်းနဲ့ဒီဟာတွေဆိုရင်ကောင်းရောင်းကောင်းဝယ်လှုပ်စားကောင်းရောင်းကောင်းဝယ်လှုပ်စားတာဒီအလုပ်ခုသမျှဂုံရှိစွာ တမအာဇီဝအလုပ်တိုင်းမှာဂုံရှိပါတယ်ကျွန်တော်တို့နာမည်ဆိုးလည်းမရသေးနဲ့ကိုယ့်ရဲ့ personal branding ကိုလည်းသိချာတိဆောက်ပါအာသူဆိုရင်ယုံရတယ်လုံးဝလှည့်ကြည့်ကြမလို့အဲ့လိုမျိုးဖြစ်အောင်ဒီကိုယ့်ရဲ့ image ကိုထိမ်းပါကျွန်တော်တို့အတိတ်မှာအမားတွေအများကြီးရှိလိမ့်မယ်ကိုကိုနိုင်လှုပ်ချင်လို့လှုပ်ခဲ့တဲ့အမားတွေလည်းရှိလိမ့်မယ်တခြားသူကြောင့်မှားလိုက်ရတဲ့အခိုက်အတန့်တွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့ဒီအရာတွေကိုအမားလို့မတွက်ပါနဲ့ လေးလာသင်ယူမှုတစ်ခုအနေနဲ့ပဲတော့ပါအတိတ်ကဒဏ်ရာတွေကိုပြန်တွေးလေလေပုံနာခြင်းလေးလေးပဲအဲ့တော့လက်ရှိပြစ်ဆုံးပံမှာမကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ်ခုလက်ရှိနဲ့အနာဂတ်အတွက်ပဲ focus ထားပါအတိတ်ဆိုတဲ့ဒဏ်ရာဟောင်းယူလုံးဝပြန်မတွေးပါနဲ့တကယ်လို့တွေးခဲ့မယ်ဆိုရင်တော့မှ9မိနစ်ထက်ပုံမတွေးပါနဲ့အခုအတိတ်ဒဏ်ရာနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတစ်ယောက်အကြောင်းကိုပြောပြပေးပါမယ်အမေရိကန်နိုင်ငံမက်ဆစ်ပီမြို့မှာရှိတဲ့ ။စင်းရတဲ့ရောက်ကလေးတစ်ခုမှနေတဲ့လူမဲကောင်မလေးတယောက်။သူ့အသက်9နှစ်အရွယ်မှာ rage အလုပ်ခံရတယ်။အသက်16နှစ်မှာသူကိုဝင်ရတယ်။သူ့ရဲ့ကလေးကတော့အဖက်မတည်ဘူး။ဒါပေမဲ့သူ့ဘဝကိုအရှုံးမပေးဘူး။အသက်18နှစ်1992ခုနှစ်မှာ American နိုင်ငံ Tennessee ပြည်နယ်ရဲ့ Mick Black Tennessee ဖြစ်လာတယ်။အဲ့ဒီနေရာမှာပဲသူ့ရဲ့ဘဝကိုမရက်တက်လိုက်ဘူး။ထပ်ပြီးတော့ကြိုးစားတယ်။သူ့အသက်16နှစ်ရောက်တဲ့အခါမှာသူ့ပြည်နယ်ရဲ့ပထမဦးဆုံးလူမဲတည်င်းပညာရည်လူဖြစ်လာတယ်။အဲ့လိုနဲ့တစင်ပြီးတစင့် သွားလိုက်တာတသိမိတသိကျိုးသားလိုက်တာ2003ခုနှစ်သူ့အသက်49နှစ်ရောက်တဲ့အခါမှာကမ္ဘာပထမဆုံးလူမဲအမျိုးသမီးဘီလီယံနာဖြစ်လာ2009သူ့အသက်53နှစ်မှာကမ္ဘာအလွန်မိုးနိုင်ဆုံးအမျိုးသမီးတစ်ယောက်အဖြစ်ကမ္ဘာအသိမဲ့ပြုခြင်းကိုခံရတယ်2008ခုနှစ်မှာကိုပိုင် network ခုကိုတည်ထောင်တယ်သူမရဲ့နာမည်ကတော့ Oprah Winfrey ပါအားလုံးလည်းသိကြမယ်လို့တော့ထင်ပါတယ်ဘလောက်ပဲဘဝခက်ခဲနေပါစေအဲ့ဒီအမျိုးသမီးကို အတူယူပါဘလောက်ပဲခက်ခဲခဲခက်ခဲခဲကြမ်းတမ်းခဲကြမ်းတမ်းခဲကျွန်တော်တို့အရှုံးမပေးဘဲနဲ့ကြိုးစားရင်ဘာမှမဆိုဖြစ်ပါလေခက်ခဲတဲ့ပြဿနာတွေကြုံလာရင်ကျွန်တော်တို့အရင်းအီးဆုံးတငယ်ချင်းတွေကိုရင်ဖွင့်ပါပြဿနာတွေကိုအဲ့လိုမျိုးကိုယ့်ဘာသာကိုမျိုးသိထားတာကြားလာရင်စိတ်ထဲမှာကိုယ့်ဘာသာကိုဒေါသတွေထွက်နေမယ်အယံမွန်းကျက်လာလိမ့်မယ်ကိုယ်ရင်ဖွင့်တဲ့သူကအောက်ဖဲမလန်တဲ့သူတော့ဖြစ်ဖို့လိုအပ်မှာပေါ့နော်အခက်ခဲဖြစ်လာလို့ဒီတငယ်ချင်းတွေကစွန့်ခွာသွားတဲ့အခါမျိုးတွေလေကြုံမှုရလိမ့်မယ်အဲ့ဒီအခါမှာမလောင်ပါနဲ့ ဝမ်းသာလိုက်ပါကျွန်တော်တို့ဘေးမှာရှိတဲ့လက်တဆုပ်စာတငယ်ချင်းလေးอ่ะအဲ့ဒါကို့အတွက်တကယ်တငယ်ချင်းကောင်းတကယ် real friend နေပါပဲလူတန်းလို့ပါအရန်ကြီးကြီးကျယ်ကျယ်ကြီးဂုံပြူးမတန်းလွားကြီးရမှာအလူလောက်တာမဟုတ်ပါဘူးဒီစာအုပ်ထဲမှာပါသလိုမျိုးပဲကိုမလူအပ်ဖဲနဲ့ပန်းရောင်းတဲ့ကလေးတွေကိုတနာလို့ပန်းဝင်လိုက်တာမျိုးဝိတာလေးတွေကိုမုံမူးပေးလိုက်တာမျိုးဈေးရရအနီးကိုဈေးမစစ်ဖဲနဲ့ဈေးဝယ်လိုက်တာမျိုးဒါလေးတွေကလည်းအလူလောက်ချင်းတစ်မျိုးပါပဲကျွန်တော်တို့အခု ကိုယ်မှာရှိနေတဲ့အရာလေးကိုတန်ဖိုးထားပါအိတ်ဆရာရှိနေသေးတယ်စားဆရာရှိနေသေးတယ်နေဆရာရှိနေသေးတယ်ကျွန်တော်အခုဗီဒီယိုကြည့်နေတယ်ဆိုရင်မြင်ရသေးတယ်ကြားရသေးတယ် BWE မှာဘာအင်ကြီးမှာအဲ့ဒါတွေကနောက်ထားအခုလက်ရှိရှိနေတဲ့အရာလေးတွေကိုတန်ဖိုးထားအသက်ရှင်နေတဲ့အရာလေးကိုကျေးဇူးတင်ပါဒီစာအုပ်နောက်ကျောင်းမှာပါတဲ့စာလေးသုံးချောင်းတင့်ဘွားမှာနောက်ဆုံးအချိန်ထိရှိနေမဲ့သူကသင်ကိုယ်တိုင်ပဲဖြစ်လို့ကိုကိုကိုချစ်ဖို့မမေ့ပါနဲ့ကိုကိုကိုချစ်ဖို့ မိနေတဲ့အခိုက်အတန့်လေးတွေရှိနေမယ်ဘယ်တော့မှမမိပါနဲ့မိမိကိုကိုချစ်ပါကို့ထက်လည်းဘသူ့အမှဘူးမချစ်ပါနဲ့ဒီစာအုပ်ထဲမှာပါတဲ့အရာလေးတွေကို sharing လုပ်ပေးသွားခြင်းဖြစ်ပါတယ်ဘယ်လိုလဲမိတ်ဆွေတို့ရောကျွန်တော်ပြောတဲ့အရာလေးတွေကိုလက်ခံလား comment box မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် review လုပ်စီခြင်းနဲ့စာအုပ်လေးတွေရှိရင်လည်း comment box မှာဝင်ရင်းပေးသွားပါအောင်တာယာပြောရှင်မကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေ